င်္ဂလာပါခင်ဗျရှင်ကုန်ခစ်တိကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ပြည်ပရောက်မြန်မာအလို့သမားတွေကိုမြန်မာပြည်ပြန်လာပြီးစစ်မှုထမ်းဖို့အတွက် agency တွေကတာဝန်ယူခေါ်ဆောင်ပေးရတော့မှာဖြစ်ပြီးအဲ့လိုမခေါ်ပေးနိုင်ရင်အဲ့ဒီ agency တွေကိုအမြင်ပြစရင်သွင်းမယ်အပြင် license မှာပိတ်သိမ်းအရေးယူမယ်ဆိုပြီးစစ်ကောင်စီကတရားဝင်အကြောင်းကြားလာတယ်ဆိုပါတယ်စကိုင်းတိုင်းကပလဲမျိုးတိမ့်တိုက်ပွဲမှာ အေအေတရင်တွေပါဝင်တဲ့ဆိုတဲ့သတင်းအမှားတွေနဲ့ကောလာဟလဖြန့်ချိနေမှုတွေကပလဲမြုပ်ကန်ပြည်သူတွေကိုအနေနဲ့တွင်းနဲ့တွန်းပို့နေတာဖြစ်တယ်လို့ BNRA တပ်ဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ခံကပြောထားတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ပြည်ပရောက်မြန်မာအလို့သမားတွေကိုမြန်မာပြည်ပြန်လာပြီးစစ်မှုထမ်းဖို့အတွက် agency တွေကတာဝန်ယူခေါ်ဆောင်ပေးရတော့မှာဖြစ်ပြီး ဲ့လိုမခေါ်ပေးနိုင်ရင်အဲ့ဒီ agency တွေကိုအမည်ပြက်စရင်တွဲမဲ့အပြင် license မှာပိတ်သိမ်းအရေးယူမဲ့ဆိုပြီးစစ်ကောင်စီကတရားဝင်အကြောင်းကြားလာတယ်လို့ပြပလောက်ကန် agency အသင်းစီကနေသိရပါတယ်အဲ့ဒီအကြောင်းကြားစာမှာမေလ14ရက်နေ့ရက်စွဲကိုတတ်ထားပြီးစစ်ကောင်စီရဲ့အလုံသမားဝင်ကြီးဌာနကနေအခု November လလက်ရှိရက်ပိုင်းအတွင်းမှာပဲပြပလောက်ကန် agency တွေကိုတရားဝင်ပေးဖို့အကြောင်းကြားလာတာဖြစ်တယ်လို့ဆိုပါတယ်အဲ့ဒီအတွက်ပြပရောက်မြန်မာလူသမားတွေကိုမြန်မာပြည်ပြန်လာပြီးစစ်မှုထမ်းဖို့အတွက် အေဂျင်စီတွေကတာဝန်ယူခေါ်ဆောင်ပေးရတော့မယ့်အခြေအနေဖြစ်နေပြီအဲ့လိုမခေါ်ပေးနိုင်ရင်စစ်ကောင်စီရဲ့ထုတ်ပြန်ချက်ထဲမှာပါတဲ့အတိုင်းအေဂျင်စီတွေကအမည်ပြည့်စင်သွင်းခံရမယ့်အပြင်လိုင်စင်မှာပိတ်သိမ်းအရေးယူခံရမှာဖြစ်တဲ့အတွက်အေဂျင်စီတွေလည်းဘာလို့ရမှန်းမသိပဲအခက်တွေ့နေကြတယ်လို့ပြပလုပ်ကန်အေဂျင်စီတခုရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ဒါပြင်လက်ရှိမှာလည်းမြန်မာအလို့သမားတွေပြပမထွက်ခင်သူတို့ရတဲ့လာဇာ25ရာခိုင်နှုန်းကို စစ်ကောင်စီဘန်တွေကနေပြန်လွှဲပါမယ်ဆိုတာတွေကိုပါအလောက်ကန်အေဂျင်စီတွေနဲ့စာချုပ်ချုပ်ဆိုရပြီးအဲ့လိုချုပ်ဆိုရပြီမဲ့လက်တွေမှာအလုပ်သမားတွေကိုတွားပြီးထိန်းချုပ်လို့မရတဲ့အတွက်အေဂျင်စီတွေကတော့ဒုက္ခရောက်မဲ့အပြင်အခုတခါထပ်ပြီးစစ်မှုထမ်းဖို့ကိုပါအေဂျင်စီတွေကတာဝန်ယူပြန်ခေါ်ပေးရမယ်လို့စစ်ကောင်စီကညွှန်ကြားလာပြန်တဲ့အတွက်အေဂျင်စီတွေကတော့ license မှာပိတ်သိမ်းခံရမှုတွေများလာနိုင်တယ်လို့လည်းပြပအလုပ်ကန်အေဂျင်စီတခုရဲ့တာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျာ ဖတ်မှာတော့စကိုင်းတိုင်းကပလဲမျိုးသိမ့်တိုက်ပွဲမှာအေအေတရင်တွေပါဝင်တဲ့ဆိုတဲ့သတင်းအမှားတွေနဲ့ကောလာဟာလဖြန့်ချီနေမှုတွေကပလဲမျိုးကံပြည်သူတွေကိုအနေနဲ့တွင်းနဲ့တွန်းပို့နေတာဖြစ်တယ်လို့ BNRA တပ်ဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်မင်းရန်ဟန်ကရန်ကုန်ခေတ်တွေကိုပြောပါတယ်။နိုဝင်ဘာလ2ရက်နေ့ကစပြီး BNRA အပါအဝင်တော်လှန်ရေးတပ်ပေါင်းစုတွေကပလဲမျိုးပေါ်မှာရှိတဲ့စစ်ကောင်စီတပ်ခန်းတွေကိုစတင်ထိုးစစ်ဆင်တိုက်ခတ်ခဲ့ပြီးမျိုးတွင်းမှာပါတိုက်ပွဲတွေတောက်လျှောက်ပြင်းထန်ခဲ့တယ်ဆိုပါတယ်။ အဲ့ဒီလိုပလဲမျိုးတွင်းတိုက်ပွဲမှာစီးရင်မငြိမ်မသက်ဖြစ်နေတဲ့အချိန်တော်လန်ရေးတပ်တွေဘက်ကတရင်ထုတ်ပြန်တာမျိုးမရှိပဲ online မှာတော့ပလဲမျိုးတိုက်ပွဲမှာအေအေတရင်တွေပါဝင်နေဆိုတဲ့တရင်အမှားတွေမျိုးကိုတိမ့်ပိုက်လိုက်ပြီးဆိုတဲ့ကောလာဟာလတွေကိုဖြန့်ချီနေကြတာတွေဟာဒေသခံပြည်သူတွေကိုအနည်းတွင်းနဲ့တွန်းပို့နေတယ်လို့ဖြစ်နေတဲ့အတွက်ဒါတွေကိုအားလုံးသိရအောင်တရင်လေးတင်ပေးဖို့အကူအညီတောင်းကျင်ပါတယ်လို့ BNRA ပြန်ကြားရေးတာဝန်ခံရဲဘော်မင်းရန်ဟန်ကရှင်းပြထားပါတယ် လက်ရှိမှာလည်းပလဲမျိုးပေါ်တိုက်ပွဲတွေအတွင်းကနေဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတဲ့အရတားပြည်သူတွေဟာပေါင်ကနန်းဝင့်ကျင်လောက်ရှိနေပြီပလဲမျိုးပေါ်တိုက်ပွဲတွေဟာလည်းစစ်ရေးအခြေအနေတည်ငြိမ်မှုမရှိသေးတဲ့အတွက်သက်ဆိုင်ရာတော်လှန်ရေးတပ်တွေရဲ့သတင်းထုတ်ပြန်ချက်ကိုစောင့်ဆိုင်းပေးကြဖို့ကိုလည်းအသိပေးကြပါတယ်လို့ BNRA တပ်ဖွဲ့ကမြစ်တာရက်ခံထားပါတယ်ခင်ဗျတဖက်မှာတော့အကျန်းဖတ်စစ်ကောင်စီကရခိုင်နဲ့မန္တလေးမြို့တွေမှာစစ်မှုထမ်းအပတ်စဉ်ခုနှစ်အတွက်လူငယ်အရေးအတွက်ယာနဲ့ချီပြီးတောင်းနေတဲ့အပြင် လိုအပ်ချက်မပြည့်လို့ဆိုပြီးပေါ်တာဆွဲဖမ်းဆီးမှုတွေနဲ့ဇက်တိုက်ဖြစ်ပွားနေတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်။မန္တလေးတိုင်းကမဟာအောင်မြင်နဲ့ချမ်းမြသာစီမြို့နယ်တွေမှာဆိုရင်စစ်မှုထမ်းပတ်စဉ်ခုနှစ်အတွက်မြို့နယ်တစ်ခုကိုလူငယ်အယောက်၂၀၀အနည်းဆုံးပေးရမယ်ဆိုပြီးစစ်ကောင်စီတပ်ကရက်ကြီးအုပ်ချုပ်ရေးအဖွဲ့တွေစီကိုတောင်းခံနေတယ်ဆိုပါတယ်။အခုနိုဝင်ဘာလမှာဖွင့်မယ်စစ်မှုထမ်းပတ်စဉ်ခုနှစ်အတွက်ဒီကနေ့နိုဝင်ဘာလ၁၄ရက်နေ့အထိတတသည့်အရေးအတွက်မပြေသေးတဲ့အတွက်ဆိုပြီး အမြန်ဆုံးဖြည့်ပေးရမယ်လို့စစ်ကောင်စီတပ်ကအုပ်ချုပ်ရေးအဖွဲ့တွေကိုအမိန်ပေးလာတယ်လို့လည်းဒေသခံသတင်းရှင်းမြစ်ကပြောထားပါတယ်။အဲ့ဒီအတွက်လက်ရှိမန္တလေးမြို့မှာညာဘိုင်းတွေအပြင်မနက်ဘိုင်းတွေမှာပါအဲစင်းဆိုပြီးလူငယ်တွေကိုစစ်မှုထမ်းမှုပေါ်တာဆွဲဖမ်းဆီးတာတွေတောက်လျှောက်ဖြစ်နေတဲ့အပြင်တချို့လူငယ်တွေလည်းရက်ကွက်ထဲမှာမနေရဲလောက်အောင်ကိုဖြစ်နေတဲ့အတွက်ရှောင်နေကြရတဲ့အခြေအနေအထိဖြစ်နေတယ်လို့မန္တလေးမြို့မဟာအောင်မြေသတင်းရှင်းမြစ်ကပြောထားပါတယ်။အလားတူရန်ကုန်မြို့မှာလည်း အင်းစိန်မြို့နယ်ကကန်နာအလဲရက်ွက်တွေနဲ့ဗရမားနီလာကြောက်ချင်းကန်ရွှေဦးတောင်းရက်ွက်တွေမှာပါစစ်မှုထမ်းပတ်စင်ခုနှစ်အတွက်လူမပြည့်လို့ဆိုပြီးရက်ွက်အုပ်ချုပ်ရေးအဖွဲ့တွေပြူစောထီတွေနဲ့လူမိုက်အဖွဲ့တွေကလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးဓာတ်တွေလုပ်နေသလိုတပတ်ကရန်ကုန်ဒဂုံစိတ်ကမ်းမြို့နယ်မှာလေအချက်ဖက်စကောင်းစီတက်က60ရက်ွက်အုပ်ချုပ်ရေးမှူးတောင်းထွန်းဆိုသူစီကနေစစ်မှုထမ်းဖို့လူငယ်အယောက်150ပေးရမယ်ဆိုပြီးတောင်းခံနေပြန်တယ်လို့ဒဂုံစိတ်ကမ်းမြို့နယ်ရက်ွက်အုပ်ချုပ်ရေးမှူးယုံတဲ့ရင်ရင်မြစ်ကပြောထားပါတယ်ခင်ဗျာ ဖက်မှာတော့စကိုင်းတိုင်းစလင်းကြီးမြို့နယ်ရဲ့ NLD ပါတီအတွင်းရမှုဦးဝင်းခိုင်ကိုကျမ်းပတ်စကောင်းစီကမတရားပုံမှတွေနဲ့ထောင်နဲ့73နှစ်ချမှတ်လိုက်ပြန်တယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်။နိုဝင်ဘာလ73ရက်နေ့ဖြစ်တဲ့မနေ့ကပဲအကျမ်းပတ်စကောင်းစီရဲ့ရင်းမာပင်ခရိုင်တရားရုံးကနေစလင်းကြီးမြို့နယ် NLD ပါတီအတွင်းရမှုဦးဝင်းခိုင်ကိုအကျမ်းဖတ်တိုက်ဖြတ်ရေးဥပဒေပုံမှအပါဝင်မတရားပုံမှတွေတက်ပြီးထောင်နဲ့73နှစ်ချမှတ်လိုက်တယ်ဆိုပါတယ်။ အဲ့ဒီစလင်းကြီးမြို့နယ် NLD ပါတီအတွင်းရေးမှူးဦးဝင်းခိုင်ကိုစစ်ကောင်စီက2022ခုနှစ်ဖေဖော်ဝါရီလကဖမ်းဆီးခဲ့တာဖြစ်ပြီးအခု2024ခုနှစ်နိုဝင်ဘာလ17ရက်နေ့ကြားမှာမတရားပုတ်မှတ်တွေနဲ့ထောက်နှံ73နှစ်ချမှတ်လိုက်တာဖြစ်တယ်လို့ငါမြင့်ဆောင်ဆလကလူတုတပိတ်ဖော်ဆောင်ရေးကွန်ရက်ကလည်းပြောထားပါတယ်ခင်ဗျအခုတစ်ခါဆက်ချင်တာကတော့ထိုင်းမြန်မာနယ်စပ်မြောက်ရီမြို့မှာရှိတဲ့ကြားဖြတ်အွန်လိုင်းငွေလိမ်ဂိုင်းတွေစီမှာလူကုန်ကူးခံရမဲ့တရုတ်ခီးသွား၅ဦးကို နိုဝင်ဘာလ12ရက်နေ့ကပဲထိုင်းရဲတပ်ဖွဲ့ကကယ်တင်နိုင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတရုတ်ခီးသွွား9ဦးမှာတရဝင်းပတ်စပို့နဲ့ဗီဇာတွေပါရှိနေပြီးထိုင်းနိုင်ငံပတရားကန်ဂျေကိုသွားဖို့စီစဉ်ခဲ့ပြီမြေမြန်မာနိုင်ငံမြောက်ရီမြို့ကအွန်လိုင်းငွေလိမ်ဂိုင်းတွေစီမှာလူကုန်ကူးခံရတာဖြစ်တယ်လို့ထိုင်းရဲတပ်ဖွဲ့ကပြောပါတယ်။အဲ့နောက်ထိုင်းရဲတပ်ဖွဲ့တွေကအဲ့ဒီတရုတ်နိုင်ငံသားခီးသွွား9ဦးကိုလူကုန်ကူးမခံရခင်မဲဆောက်လမ်းပေါ်ကစစ်စေးရေးဂိတ်မှာကယ်တင်လိုက်နိုင်ပြီး အဲ့ဒီတရုတ်နိုင်ငံသား၅ဦးသွားဖို့စီစဉ်ထားတဲ့ပတရားကမ်းခြေကိုလိုက်ပါပို့ဆောင်ပေးခဲ့တယ်လို့လည်းထိုင်းရဲတပ်ဖွဲ့ကပြောထားပါတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရောင်ခစ်တစ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံပါ